မင်္ဂလာပါအခုချိန်အစပြီးတော့အော်တိုဘာလ10ရက်နေ့တောက်ကြနေညပိုင်းသတင်းနဲ့မီဒီယာကွန်ရဲ့ NMG သတင်းဌာနရဲ့ရုပ်သံသတင်းအစီအစဉ်တွေကိုစတင်နေပါပြီကျမအာမီပါ ဒီနေ့ရပထမဆုံးသတင်းကိုလည်းစစ်ကော်မရှင်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်ကလေးတွေအပါအဝင်အပြစ်မဲ့ပြည်သူတွေအသက်ဆုံးရှုံးရပြန်တဲ့သတင်းနဲ့စပါမယ်။ရှမ်းပြည်နယ်မြောက်ပိုင်းမုံမိတ်မြို့နယ်ဝဲပေါင်ရွာဟာဒီစစ်ကော်မရှင်တပ်ရဲ့ရက်စက်တဲ့လေကြောင်းတိုက်ခိုက်မှုကိုခံခဲ့ရပါတယ်။ ောက်တိုဘာလ9ရက်နေ့ည9နာရီဝင်းကျင်လောက်မှာတိုက်ပွဲဖြစ်တာမျိုးမရှိဘဲစစ်ကော်မရှင်တပ်က Jet Fighter လေယာဉ်နဲ့ပေါင်250ဘုံ၃လုံးကိုဝဲပောင်ရွာထဲကိုဓာတ်ရိုက်တဲချခဲ့တာပါဒီတိုက်ခိုက်မှုကြောင့်ကလေးငယ်၂ယောက်အပါအဝင်အရသာပြည်သူ၈ယောက်သေဆုံးခဲ့ပြီးတော့၈ယောက်ဒဏ်ရာရခဲ့ပါတယ်ဒါအပြင်ဒေသခံတွေရဲ့အိမ်၁၀လုံးလောက်လည်းထိမှန်ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့တအန်းတက် DNA လေးကထုတ်ပြန်ထားပါတယ်စစ်ကော်မရှင်တပ်ကသူတို့လက်လွတ်ဆုံးရှုံးထားတဲ့ ဲ့နေမြေတွေမှာအရက်သားပြည်သူတွေကိုပြစ်မှတ်ထားပြီးတော့လေကြောင်းနဲ့အပြင်းထန်ဖိအားပေးတိုက်ခိုက်နေတာကိုတွေ့ရပါတယ်။စစ်ကော်မရှင်တပ်ကမိုးမိတ်မြို့နယ်အပြင်မွန်ပြည်နဲ့တနင်္သာရီတိုင်းဒေသမှာလည်းလေကြောင်းတိုက်ခိုက်မှုတွေဆက်ပြီးတော့လုပ်ခဲ့ပါတယ်။စစ်ကော်မရှင်တပ်ဟာအောက်တိုဘာလ9ရက်နေ့နဲ့10ရက်နေ့မှာမွန်ပြည်နဲ့ဒီတနင်္သာရီတိုင်းဒေသကအရက်သားရွာတွေကိုလေကြောင်းကနေဇက်တိုက်ပုံကျဲတိုက်ခိုက်ခဲ့ပါတယ်။ဒီလိုမျိုးတိုက်ခိုက်မှုတွေကြောင့်အရက်သားသေဆုံးဒဏ်ရာရတာတွေရှိခဲ့တယ်လို့ယာနဲ့ချီတဲ့ပြည် သူတွေလည်းဘေးလွတ်ရာကိုထွက်ပြေးတင်းလျှောက်နေရပါတယ်။ KNU တက်မှတင်နေပြီဖြစ်တယ်မွန်နဲ့ဒီကရင်ပြည်အဆက်ပေါ့လေအာမွန်ပြည်ဘက်အချမ်းမှာရှိတယ်ဘီလင်းမြို့နယ်တဲကပြင်မပင်စိတ်အနောက်ရွာဟာအော်တိုဘာလ9ရက်နေ့ည8နာရီဝင်းကျင်လောက်မှာစစ်ကော်မရှင်တပ်ရဲ့လေရင်နဲ့ဘုံကျဲတာကိုခံခဲ့ရပါတယ်တိုက်ပွဲဖြစ်တာမျိုးမရှိဘဲနဲ့ပြင်မထတိုက်ခိုက်ခဲ့တဲ့ဒီဖြစ်စဉ်ကြောင့်လေကလေးတွေအပါအဝင်အရက်သားပြည်သူ9ယောက် အထိတေဆုံးခဲ့ပြီးတော့ဆယ်ယောက်ထက်မနည်းကဒဏ်ရာရခဲ့တယ်လို့ဒေသတွင်းသတင်းအရင်းမြစ်တွေကအတည်ပြုပါတယ်။နောက်တစ်နေ့ဒီဒီနေ့ပေါ့လေအော်တိုဘာလ10ရက်နေ့ဒီနေ့မနက်ပိုင်းမှာတော့တနင်္သာရီမြို့နယ်တဲကတကူရွာကိုစစ်ကော်မရှင်တပ်ကတိုက်လီရင်နဲ့ထပ်ပြီးတော့ဘုံကျဲတိုက်ခိုက်ခဲ့ပါတယ်။ဘုံကရွာထဲကိုတိုက်ရိုက်ကြရောက်ခဲ့တာကြောင့်ဒီအရသာပြည်သူ10ယောက်ထက်မနည်းထိခိုက်ဒဏ်ရာရခဲ့တယ်လို့ဆိုပါတယ်။လေကြောင်းတိုက်ခိုက်ခံရမှုတွေမှာတော့တကူရွာကမိသက်ယုံလဲထိ မံပျက်စီးခဲ့ရပါတယ်။ဒီလိုမျိုးလေကြောင်းတိုက်ခိုက်မှုတွေကြောင့်တင်းနှသာရီနဲ့ဒဝဲမျိုးနယ်ထဲမှာရှိတဲ့ရွာပေါင်းများစွာကယာနဲ့ချီတဲ့ပြည်သူတွေဟာနေအိမ်တွေကနေစွန့်ခွာပြီးတော့ဘေးလွတ်တဲ့နေရာတွေကိုထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။ကချင်ပြည်ရဲ့ကြောက်စိမ့်ထွက်တဲ့ဖက်ကတ်မျိုးနယ်ကတော့စစ်ကော်မရှင်တပ်ကညမထွက်ရအမိန့်နဲ့လူ9ယောက်ထပ်ပို့ပြီးတော့မစုရတဲ့အမိန့်ကိုထပ်မံပြီးတော့ထုတ်ပြန်လိုက်ပါတယ်။ တဟာဖကန်မျိုးနယ်ရဲ့လုံခြုံရေးအခြေအနေကဆက်ပြီးတော့တင်းမနေသေးပဲဆိုတာကိုပြနေတာလို့ဖကန်ဒေသခံတချို့ကပြောပါရယ်ရာဇဝင်းကျင့်ထုံဥပဒေပုံမှတစ်လေးလေးအရာညာမထွက်ရအမိန်ကိုဖကန်မျိုးနယ်အုပ်ချုပ်ရေးမှူးကဒီလက်မှတ်ရေးထိုးပြီးတော့အောက်တိုဘာလ10ရက်နေ့မှာထုတ်ပြန်ထားတာပါညာမထွက်ရအမိန်ကိုည10နာရီကနေမနက်4နာရီအချိန်ထိသတ်မှတ်လိုက်ပါရယ်ဒီမျိုးနယ်အတွင်းမှာဆိုလို့ရှိရင်လူ9ယောက်ဒါမှမဟုတ်ရင်9ယောက်ထပ်ပိုစုဝေးတာမျိုးတွေကိုလုံ ံးဝမလုပ်ရဘူးလို့လည်းဆိုပါတယ်။နောက်တစ်ခုကတော့ဒီလိုမျိုးစုဝေးတာဟောပြောတာဖြည့်ဆည်းတာနဲ့ယုံရင်းဆန်ခတ်ပြုတာမျိုးတွေကိုလည်းတားမြစ်ထားပါတယ်။ဒီအမိန့်ကိုမလိုက်နိုင်တော့တည်စဲဥပဒေတွေအရာအရေးယူခံရမှာဖြစ်တယ်လို့လည်းဖော်ပြထားပါတယ်။ဖခင်မျိုးနယ်ထဲမှာတော့ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေရဲ့ထိုးစစ်တွေကြောင့်စစ်ကော်မရှင်တပ်ဟာစစ်ရေးဖိအားအပြင်းထန်ခံရတာဖြစ်ပါတယ်။ဒါအပြင်ဒေသတွင်းမှာလည်းရာဇဝတ်မှုတွေလူရဲမှုတွေအများအပြားဖြစ်လာတဲ့အတွက်လို့ဆိုပြီး ီးတော့စစ်ကော်မရှင်ဘက်ကအကြောင်းပြထားပေမဲ့ဒီအမိတ်ဟာဒေသခံပြည်သူတွေကိုထိမ့်ချုပ်ပြီးတော့စစ်ရေးလှုပ်ရှားမှုတွေကိုပိုလွယ်ကူစေဖို့အတွက်ထုတ်ပြန်တာဖြစ်နိုင်တယ်လို့နိုင်ငံရေးလေ့လာသူတွေက သုံးသပ်ထားကြပါတယ်။ ိုင်ငံကိုရောက်နေတဲ့အလုသမားတွေအတွက်ပင်ကတ်ဒီပန်းရောင်ကတ်လုတ်ပေးမဲ့အထူးအစီအစဉ်ကိုအခုရက်ပိုင်းတွင်မှစတင်တော့မှာဖြစ်ပါတယ်။မနေ့ကတော့ကျွန်တော်တို့အနေနဲ့ဒီ nameless ပေါ့လေနာမည်စင်းစပြီးတော့တင်လို့ရမယ့်ရက်နဲ့ကုန်ကြဆိတ်တွေအကြောင်းကိုပြောပြခဲ့ပြီးပြီဆိုတော့ဒီနေ့မှာတော့ဘယ်လိုမျိုးစရင်သွင်းရမလဲ၊ဘယ်နေရာတွေမှာလုတ်လို့ရမလဲဆိုတော့ဒီအရေးကြီးတဲ့အချက်တွေကိုဆက်ပြီးတော့ပြောပြပါမယ်နော်။ဆိုတော့အားလုံးလည်း ဘလို့စီးရင်သွင်းရမလဲဆိုတာကိုသိကျင်ချမှာပါပင့်ကတ်လျှောက်ချင်တဲ့လှုပ်ချင်တဲ့သူတွေအနေနဲ့အလုတ်ရှင်တွေကသူတို့ရဲ့ဝန်ထမ်းတွေကိုကိုစားပြုပြီးတော့ပေါ့ဒီအလုတ်သမားဝန်ကြီးဌာနဒါမှမဟုတ်ရင်သတ်မှတ်ထားတဲ့ဌာနဆိုင်ရာယုံတွေမှာအစုလိုက်စီးရင်ပေးသွင်းပေးရမှာဖြစ်ပါတယ် နောက်တစ်မျိုးကတော့ဒီ online ကနေတဆင့်စရင်ပေးသွင်းတဲ့စနစ်နဲ့လည်းဆောင်ရွက်လို့ရမှာဖြစ်ပါတယ်။အလုပ်သမားတွေဟာသတ်မှတ်ထားတဲ့ဒီ online platform ဒါမှမဟုတ်ဖုန်းနံပါတ်တွေကနေတဆင့်ကိုယ့်ရဲ့အချက်လက်တွေကိုတင်ပြပြီးတော့စရင်ကြိုသွင်းရမှာပဲဖြစ်ပါတယ်။ online ကနေစရင်သွင်းရင်အခက်အခဲတချို့တော့ရှိနိုင်ပါတယ်။အဓိကကတော့ဤပညာဆိုင်ရာအခက်အခဲနောက်ပြီးတော့ internet နဲ့ smartphone သုံးတဲ့အခါမျိုးမှာကြုံရနိုင်တဲ့အခက်အခဲတွေရှိပါတယ်။နောက်ထပ်တော့ဒီဘာသာစကားအခက် ခဲတွေလည်းရှိနိုင်ပါတယ်။ဆိုတော့ဒါတွေကိုဘယ်နေရာတွေမှာလုပ်ပြီးမလဲပေါ့နော်။ဆိုတော့ပိတ်ကတ်လုပ်ပြီးမယ်လုပ်ငန်းစဉ်တွေကိုတော့နေရာနှစ်မျိုးခွဲပြီးတော့ဆောင်ရွက်ပြီးသွားမှာဖြစ်ပါတယ်။အစိုးရဌာနဆိုင်ရာယုံတွေလာဝကယုံဒါမှမဟုတ်ခရိုင်အုပ်ချုပ်ရေးယုံတွေမှာတက်မှတ်ထားတဲ့ရက်အတွင်းဆောင်ရွက်ပေးသွားမှာဖြစ်တယ်လို့ထိုင်းသတင်းတွေကဆိုပါတယ်။အလုတ္တမအရေးအတွက်များပြားတဲ့ပြည်နယ်တွေမှာတော့ One Stop Service DOSS Center တနေရာတဲ့ဝန်ဆောင်မှုစင်တာတွေကိုဖွင့်ပြီးတော့ ပင်ကက်လျှောက်လွာတင်သွင်းတာနောက်ပြီးတော့ကျမ်းမာရေးစစ်ဆေးတာနဲ့သက်ဆိုင်ရာစာရွက်စာတမ်းတွေပေါ့လေလုံနိုင်ဖို့ကို အပီအစီဆောင်ရွက်ပြီးတော့မှဖြစ်ပါတယ်ဒီမှာအရေးကြီးတဲ့အချက်ကပင်ကက်လုတ်ပေးတာကို အချိန်သတ်မှတ်ထားတာကြောင့်မလို့အလုပ်သမားတွေအနေနဲ့သတ်မှတ်ထားတဲ့ရက်ကိုမကျော်လွန်ခင်မှာစည်ရင်းပေးသွင်းဖို့အထူးလိုအပ်ပါတယ်ရှင် ုဆက်ပြီးတော့နိုင်ငံတကာသတင်းတွေနဲ့တခြားစိတ်ဝင်စားစရာသတင်းတွေကိုပြောပြပြီးသွားမှာပါ။ယူကရိန်းစစ်ပွဲမှာနှစ်ဖက်စလုံးကလောင်စာအရင်အမြစ်တွေကိုဥတီပြီးတော့ပိုတိုက်ခိုက်လာနေကြပါတယ်။ အေးလုံးနဲ့ဆောင်းရသည်မရောက်ခင်မှာလောင်စာစီတွေကိုအာတိုက်ခိုက်ဖျက်ဆီးလိုက်ခြင်းအပြင်ဆောင်းရသည်မှာအခက်တွေ့စီမယ်လို့လည်းယုံကြည်ထားကြပုံရပါတယ်ယူကရိန်းသမ္မတကတော့ရုရှားကိုအဝေးပစ်တိုက်ခိုက်မှုတွေလုပ်နေတယ်လို့ပြောပါတယ်အဓိကကတော့စစ်အုံစရိတ်တွေကိုဖြည့်ဆည်းပေးနေတဲ့ရုရှားရဲ့လောင်စာစီအရင်းမြစ်တွေကိုဥတီပြီးတော့တိုက်ခိုက်နေတာဖြစ်ပါတယ်ယူကရိန်းစစ်ဘက်သတင်းတွေကတော့တိုက်ခိုက်မှုတွေဟာရုရှားရဲ့ရေနံချက်ဆက်ရောအများပြားကိုရက် ်တန့်သွားစီတယ်လို့ပြောပါတယ်။ရုရှားဟာအခုဆိုရင်ဓာတ်ဆီအသုံးပြုရာကနေတဘာဝဓာတ်ဝိတ်ကိုပြောင်းပြီးတော့သုံးနေရပြီလို့လည်းယူကရိန်းဘက်ကပြောပါတယ်။ယူကရိန်းဟာသူ့နိုင်ငံထုတ်တာဝေးပစ်ဒုံးကျည်တွေကိုအတိအကထားအသုံးပြုပြီးတော့တိုက်ခိုက်နေတာလည်းဖြစ်ပါတယ်။ပြီးခဲ့တဲ့တောက်ကြနေ့ကတော့မိုင်ပေါင်း800အကွာအဝေးမှရှိတဲ့ရုရှားရဲ့ရင်းနှင်းချက်စက်ယုံကိုတိုက်ခိုက်ခဲ့ပြီးတော့စက်ယုံရဲ့40ရာခိုင်နှုန်းကရပ်တန့်သွားပြီလို့ယူကရိန်းကဆိုပါတယ်။အမေရိကန်က ပံ့ပိုးပေးထားတဲ့ဒီတာဝေးပစ်ဒုံးတွေဟာရုရှားနိုင်ငံအတွင်းမိုင်းကိုပစ်ခတ်တိုက်ခိုက်ခွင့်ပြုမထားတဲ့အတွက်ယူကရိန်းကသူ့နိုင်ငံထုတ်ဒုံးကြီးတွေကိုအုံပြုနေတာပဲဖြစ်ပါတယ်။ယူကရိန်းသမ္မတကတော့အခုအုံပြုနေတဲ့လက်နက်တွေထဲမှာ40ရာခိုင်နှုန်းကျော်ကသူ့နိုင်ငံထုတ်လက်နက်တွေဖြစ်တယ်လို့ပြောပါတယ်။ရုရှားကတော့ယူကရိန်းရဲ့တဘာဝဓာတ်ငွေပိုက်လိုင်းတွေ50ရာခိုင်နှုန်းအုံမပြုနိုင်အောင်တိုက်ခိုက်ခဲ့တယ်လို့လည်းဆိုထားပါတယ်။ UK နိုင်ငံကအိန္ဒိယနိုင်ငံကိုဒေါ်လာတန်း400နီးပါးတန်ဖိုးရှိတဲ့အပေါ်စားဒုံးကျည်တွေ ရောင်းချပေးဖို့လက်မှတ်ရေးထိုးလိုက်ပါတယ်။လက်နက်နယ်ကာကွယ်ရေးလက်တွဲလှုပ်ဆောင်မှုကိုပိုနှက်ဆိုင်စေရည်အတွက်အစိပ်ပိုင်းတရက်အနေနဲ့ဗြိတိန်နိုင်ငံကအိန္ဒိယကို ပေါင်တန်း350အမေရိကန်ဒေါ်လာဆိုလို့ရှိရင်အာ486တန်း အမ်ဖိုးရှိတဲ့ဒီ Britain ထုတ်အပေါ်စားဒုံးကျည်တွေရောင်းချပေးသွားမှာဖြစ်တယ်လို့ Britain ကဆိုပါတယ် အိန္ဒိယဝန်ကြီးချုပ်နရင်ဒရာမိုဒီနဲ့ဗြိတိန်ဝန်ကြီးချုပ်အာခီယာစတာမာရိုဒီဘုံဘေးမှာတွေ့ဆုံရင်းနဲ့လက်မှတ်ရေးထိုးခဲ့တာပဲဖြစ်ပါတယ်။ဒီသဘောတူညီချက်နောက်ပိုင်းမှာတော့အိန္ဒိယအနေနဲ့ဗြိတိန်ကကာကွယ်ရေးပစ္စည်းတင်သွင်းမှုပိုလုံလာမယ်လို့ဗြိတိန်ကာကွယ်ရေးဝန်ကြီးအာဒီဂျွန်ဟီလီကပြောပါတယ်။အိန္ဒိယကကမ္ဘာပေါ်မှာလက်နက်ပစ္စည်းဒုတိယအများဆုံးဝယ်ယူတဲ့နိုင်ငံ ဖြစ်ပေမဲ့လက်ရှိမှာတော့ဝယ်ယူတဲ့ပစ္စည်းအလုံးရဲ့ 300ရာခိုင်နှုန်းကိုပဲဗြိတိနိုင်ငံကဝယ်ယူသေးတာဖြစ်ပါတယ်။ရုရှားနိုင်ငံကလက်နက်ပစ္စည်းအများဆုံးဝယ်ယူခဲ့တဲ့အိန္ဒိယနိုင်ငံဟာနောက်ပိုင်းမှာအမေရိကန်ပင်သစ်အစ္စရေးစတဲ့နိုင်ငံတွေကလက်နက်တွေကိုတိုးမြင့်ဝယ်ယူလာတာပဲဖြစ်ပါတယ်။အခုရောင်းချပေးတဲ့ LMM အပေါ်စားဒုံးကျည်တွေဟာမြေပြင်ဒါမှမဟုတ်ဝေဟင်ကပြစ်မှတ်တွေကိုလေရင်ကဖြစ်စေမြေပြင်ကနေဖြစ်စေပြစ်ခတ်လို့ရနိုင်ပါတယ်။ထုတ်လုပ်တဲ့ကုမ္ပဏီဖြစ်တဲ့ Thales ကတော့ဒီ L mm ဟာ73ကီလိုပဲလေးပြီးတော့6ကီလိုမီတာအကွာအဝေးကပြစ်မှတ်ကိုအတန်သွားနှုန်းထက်တဆခွဲအမြန်နဲ့ပြစ်ခတ်နိုင်တယ်လို့ဆိုပါတယ်ဆိုလိုတာကတော့6ကီလိုမီတာကို10စက္ကန့်ကြော်ကြော်နဲ့ရောက်နိုင်တာဖြစ်ပါတယ် တင်းတဲ့နိုင်ငံမှာတော့မရိမှုတစ်ခုမှာအယူခံဝင်တဲ့သူကိုအယူခံတရားရုံးကထောင်ဒဏ်တိုးမြှင့်ချထားလိုက်ပါတယ်။ကမ္ဘာကျော် အမှုတစ်ခုဖြစ်တဲ့ဒီ Miss Jesus Pelicot အမှုမှာပြည်တံချမှတ်ခံရတဲ့သူ51ယောက်တည်းကတယောက်ဖြစ်တဲ့ Husam Madin Dogin ကအယူခံဝင်ခဲ့ရမှာအယူခံတရားရုံးကပြည်တံတိုးမြှင့်ချထားလိုက်တာပဲဖြစ်ပါတယ်။ Miss Jesus Pelicot မရင်းချင်းခံရတဲ့အမှုတွေဖြစ်ခဲ့တယ်ဒီကာလကတော့2021ခုနှစ်ဇူလိုင်လအနေပေါ့လေ2020ခုနှစ်အောက်တိုဘာလအထိ10နှစ်နီးပါးကာလအတွင်းမှာဖြစ်ခဲ့တာပါ အခုခါမှာအသက်82နှစ်ရှိပြီဖြစ်တဲ့ Diesel Pelicot ကို အမှုဖြစ်ပွားတဲ့အချိန်မှာ သူ့ရဲ့ခင်မုန်းဖြစ်တဲ့ Dominic Pelicot ကတတိမိအောင်ဆေးခတ်ပြီးတော့ သူကိုယ်တိုင်ကအပြင်ကလူတွေကိုပါခေါ်ပြီးတော့မရင်းချင်းခဲ့တာပဲဖြစ်ပါလေ Dominic Bellicott ကသူနဲ့အတူပြစ်မှုကျူးလွန်မဲ့သူတွေကို Internet Chat Room တစ်ခုကနေဆက်သွယ်ဖိတ်ခေါ်ပြီးသူမိမကိုဆေးခတ်ထားမဲ့အကြောင်းနဲ့မတော်မတရားပြုကျင့်ကြမဲ့အကြောင်းပြောပြီးတော့ဖိတ်ခေါ်တာလို့တရားရုံးမှာထွက်ဆိုထားပါတယ် အခုတရားရုံးမှာတော့ဒီပထမဆုံးအကြိမ်ကျူးလွန်တဲ့အမှုနဲ့ပတ်သက်ပြီးရိုက်ကူးထားတဲ့ဗီဒီယိုကို ပြန်လည်ပြသခဲ့ပါတယ်။ Miss Giesel Pelicot ကတော့ဒီ How than ထွက်အောင်အိပ်ပျော်နေပြီးမရင်းပြုတ်ခြင်းတဲ့သူတွေကသူမမသိအောင်ပြုတ်ခြင်းခဲ့တာပဲဖြစ်ပါတယ်။ 2020ပြည့်နှစ်မှာခင်မွန်းဖြစ်သူ Dominic Bellicott ဟာဒီအမျိုးသမီးတယောက်ကိုစကတ်အောက်ကနေဓာတ်ပုံရရကနေအမှုတွေပေါ်ပေါက်လာခဲ့တာပါရဲတွေက Dominic Bellicott ရဲ့ဒီကွန်ပျူတာကိုရှာဖွေရကနေ abuse နှိပ်စက်ညှဉ်းပန်းမှုများလို့နာမည်ပေးထားတဲ့ file ထဲမှာသူ့ရဲ့ဇနီးဖြစ်သူ Miss Diesel Bellicott ကိုမတိန်ကျင့်တဲ့ video တွေနဲ့ဓာတ်ပုံပေါင်း2000ကျော်ကိုတွေ့ခဲ့တာဖြစ်ပါတယ် Miss Diesel Bellicott ဟာဒီတရက်ခွင်ကို ပွင့်ပွင့်လင်းလင်းလှုပ်ဖွင့်ပေးပြီးတော့သူမရဲ့နာမည်ကို လူသိရှင်ကြားထုတ်ဖော်ခွင့်ပေးခဲ့ပါတယ်။သူမကအဆက်တရားဟာဗပြောင်းဖို့လိုတယ်လို့လည်းပြောခဲ့တာကြောင့်ဒါဟာအကျန်းဖက်ခံရသူတွေရဲ့ခံစားချက်ကိုကိုစားပြုတဲ့စောင်းပုတ်ဖြစ်လာခဲ့ပါတယ်။ တရင်နဲ့မီဒီယာကွန်ရဲ့ NNG တရင်ဌာနကအပတ်စဉ်တနင်္လာနေ့ကနေတောက်ကြနေ့အထိညတိုင်းမှာရုပ်သံတရင်အစီအစဉ်တွေကိုထုတ်လွှင့်ပေးနေတာဖြစ်ပါတယ်။စောင့်မျှော်ကြည့်ရှုပေးကြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။